ဘုန်းကြီးတို့တသက်တာမှာအကြီးအကျယ်ငရင်လောက်တာနှစ်ကြိမ်ကြုံမှုတဲ့မြန်မာတက္ကရီ1308ခုနှစ်တုန်းကပကူးငလျင်ကြီးဆိုတာကြုံရအဲ့ဒီငရင်ကဘယ်ထိအောင်လောက်တုန်းကဟိုမန္တလေးတိုင်းကဖျားတွေပြိုသည်ထိအောင်ပြင်းထန်ဟော1308ခုနှစ်ကကြီးမားတဲ့ငလျင်ကြီးတစ်ခါလှုပ်တယ်အသေးအဖွဲတွေတော့မပြောလို့ဘူးအကြီးကြီးတွေကိုပြောနောက်1318ခုနှစ်ကျတော့စကိုင်းငရင်လို့ခေါ်တယ် စကိုင်းမှာရှိတဲ့ဖျားပထိုးတွေပြိုကျပျက်စီးမှုတွေအများကြီးညမရာဇဝင်ဖတ်မယ်ဆိုလို့ရှိရင်တော့ငရင်လှုပ်တဲ့အချိန်လေးဟာအများကြီးရှိတယ်ပေါ့ဖျားပထိုးတွေခဏခဏပြိုပျက်တယ်အဲဒီ16ခုနှစ်ငရင်ကျတော့စကိုင်းငရင်လို့ခေါ်ရလောက်အောင်စကိုင်းမှာပျက်စီးတွေအလွန်များခဲ့တယ်ပေါ့အဲ့ဒါလည်းပဲကြုံခဲ့တယ်ပေါ့ဒါကိုကိုယ်တိုင်ကြုံတဲ့အပိုင်းကိုပြောပြတာအင်မတန်မှကြောက်မွေဖွယ်ကောင်းလောက်အောင်ရပ်တည်လို့မရလောက်အောင်ပြင်းထန်တဲ့ငရင်ကြီးတွေလှုပ်ခဲ့ဘူးတယ်ပေါ့ ပြီးတဲ့ပြင်ထန်တာတွေကိုနဲ့မကြုံနဲ့ဘ ਹੁ ပြုတဲ့နေရာနဲ့ဝေးလို့ရှိရင်တော့လည်းမသိလိုက်ဘူးပေါ့နော်အဲ့ဒါလို့ငလျင်ရဲ့တဘာဝဟာခုနကအောက်ကနေပြီးတော့ကွက်ပြီးတော့လေတူကြီးလှုပ်ရှားလိုက်တဲ့အခါမှာထိုလေတူကြီးနဲ့အနီးဆုံးရေပြင်ကလှုပ်ရှားသွားအနီးဆုံးရေပြင်လှုပ်ရှားသွားတဲ့အခါမြေတူကြီးလှုပ်ရှားပြီးငရေလှုပ်ချင်းဟာဖြစ်ပေါ်လာတယ်လို့ ကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာတဘာဝအကြောင်းတစ်ခုကိုရှင်းဥစွာရှင်းပြတယ်တဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဥစွာမြတ်စွာဘုရားရှင်းပြတယ်အယံမဟာပထဝီဥဒကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်နော် ကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်းတူးကြတယ်လေအဝီစီတွင်းနေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအတ်ပလန်နက်ခေါ်တာကဘာဂျုံလို့အဲ့ဒီကဘာဂျုံကြီးက တကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်းနေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရအရင်ကလာကဘာပေါ်ကနေပြီးတော့ကဘာပြည်ကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်ပဲမြင်နေရတယ်လာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံတရံဟာလဲဝန်းဝိုင်းပြီးတော့ကောင်းကင်ထဲမှာ အနန္တအာဂတအလွန်ကျယ်ဝန်းတဲ့ space ကြီးတွေမှာဒီလိုပုံမှန်တဏ္ဏကြီးရှိတယ်။ကဘာမြေကြီးဟာ ကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်မဲ့စဉ်းစားခန်းစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေတူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်လွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရက်ကြည့်လိုက်ရင်ကိုဟာ ဇဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိနေဇဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိအေးခလန်းလန်းရောက်သွားလို့ရှင်ကိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင် ကြည့်လိုက်လို့ရှင်ဒေဦးကြီးမှောက်ထားတယ်လို့မိုးပြဲတယ်ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲဘိုးမှာရောက်နေတာအဲ့ဒါကိုကြည်ချင်းအဖြစ် ကမ္ဘာမြေကြီးကကောင်းကင်ယံထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလဲထင်ရှားတယ်ပေါ့ကမ္ဘာတီထားပုံကိုစာပေကျမ်းကမှာဖွင့်တဲ့အခါမှာကမ္ဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်ရသော်ဘုရားရဲ့အဆုံးအမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့သဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ် ။သဘာဝတရားကဖြန့်စင်။သဘာဝတရားကြောင့်ဖြစ်လာ။ကဘာကြီးပြန်တည်ဆောက်ဖို့ကဘာပြုမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာ။အဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးကညံထားသည့်အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုတည်းလိုဖြစ်လာ။မိုးပေါက်ကြီးဟာအောက်ကလေတွေကြီးကခံထားသည့်အတွက်ကြောင့်ဒီမိုးပေါက်ကြီးဟာရွေးချပြီးတော့မသွားဘူး။ ဒီကောင်းကင်ယံကြီးထဲမှာပဲမိုးပေါက်ကြီးရရှိမိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည်လေရေလေးကိုအဆက်ချကြည်အလုံးဝအဝိုင်းပဲဖြစ်မှာပဲတဝန်းကျင်လေထုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာများတာဖြစ်တယ်အေးကဘာကြီးကိုဖန်ဆင်းတာဟာနေချာပဲနေချာဆိုတာယာတိဥဒ္ဓ ဇာတိဝုဒ္ဓကြီးကသူ့တဘာဝကနေဖန်ဆင်းလိုက်တာအပူအေးနဲ့ဆက်ပြီးတော့မိုးရီရွာလာ ရွာလာတဲ့အခါမှာအောက်မှာခြေတူကြီးကိုခံထားတဲ့အရာမရှိဘူးအလုံးဟာ လေဟာပြင်းကြီးပဲအထက်ကလည်းလေဟာပြင်းပဲအောက်ကလည်းလေဟာပြင်းပဲပတ်ဝန်းကျင်မှာလည်းလေဟာပြင်းပဲဆိုတော့အဲ့ဒီလေဟာပြင်းထဲမှာကြလာတဲ့မိုးရီပေါက်ဟာလည်းပဲလေဟာပြင်းထဲမှာအောက်ကနေလေက ပင့်ထားတဲ့အတွက်ကြောင့်ရေပေါက်ကြီးဖြစ်တယ် အဲ့ဒီရေပေါက်ကြီးပဲနှစ်ပေါင်းများစွာကြားလာပြီးရာသီဥတုတွေရဲ့ပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့တေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံတွေမာကျော်လာအပေါ်ယံတွေကြက်ဥများလို့ပေါ့နော်ကြက်ဥများဟာလည်းကြက်ရဲ့ဝန်းထဲအထက်တုန်းကအခွန်မမာသေးဘူးတဖြည်းဖြည်းအပြင်လေနဲ့တိုက်တဲ့အခါအခွန်မာလာတယ်လို့ပဲအဲ့ဒီရေပေါက်ကြီးကလည်းပြင်ဘက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ ရေမှာအကျောလေးတွေတင်းလာပြီးမာလာဒါနေချာကလုံနေတာအဲ့ဒီမှာကဘာကြီးဟာအခုလို့စတဲ့ဖြစ်ပေါ်လာတယ်ရေပေါက်ကနေစပြီးဖြစ်လာတယ်လို့ဆိုတဲ့ကဘာတီပုံဖော်ပြတဲ့အထက်ကရာတီကကျန်းနေကိုကြည့်မယ်ဆိုရင်လေကဘာကြီးဟာအလုံးကြီးလို့ဆိုတာခမန်းလို့ရတယ်ပေါ့နော်အဲ့တော့ကဘာလုံးသလားပြားသလားနဲ့ညင်းစရာတော့မလိုပါဘူးလေတူကြီးထဲမှာရှိတဲ့အရာတခုဟာ ီလိမ်မန်းကြီးလို့ပြားချနေတာလည်းမဟုတ်ဘူးလေတုထဲမှာနေပြီဆိုကြတဲ့ကဟိုဘက်ဒီဘက်ကဒေဒုရီရဲ့ပံပိုးမှုကြောင့်လုံးနေဖို့သာဖြစ်เสียရှိတယ်ပေါ့နော်လုံးနေတဲ့အရာသာဖြစ်เสียရှိတယ်အဲ့ဒါလို့ကဘာကြီးထဲမှာကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲရေကအပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်လာတယ်ငါကလက်ရှိကလေထုကြီး အာကာသလဟာပြင်ထဲမှာလေဓုကြီးရှိတယ်။အဲ့ဒီလေဓုပေါ်မှာမိုးရွာချလိုက်တော့ရေဓုကြီးဖြစ်လာ။အဲ့ဒီရေဓုကြီးပေါ်မှာခုနကအပေါ်ကျော်တင်းလာပြီးမြေလွာဖြစ်လာ။ဒီလိုဆိုတာပေါ့နော်။အဲ့ဒါကိုဒီမှာမြတ်စွာဘုရားကရှင်းပြထားတာ။အယံမဟာပထဝီအခုတို့နေတဲ့မြေကြီးဟာဥဒကေပဋိဋ္ဌိတာရေပေါ်မှာတည်ရှိနေတယ်။ ဒီလိုဆိုတာရေပြင်းဒီဘောမှာတည်ရှိနေတယ်။အေးတချို့ကတော့ထင်မယ်မြစ်တီအင်းနေအိုင်နေသွားကြည့်ပြီးတော့မြစ်ထဲမှာရေဒီမြေကြီးမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပေါ့နော်။သို့တော်လည်းမြေကြီးအောင်မှာရေရှိတယ်ဆိုတာဟာရေရင်းတူးနေတဲ့လူတွေမြေကြီးအောင်ကရေတွေထုတ်ယူနေတဲ့လူတွေဟာသိတာနေတာမြေကြီးအောင်မှာရှိနေတဲ့ရေတူးကဘာတီတုံးကရေတူးကစလာတာ အောက်မှာလေတုကပင်ကိုရှိနေလေတုတဲကိုမိုးရွာချလိုက်တဲ့အခါရေတုရေတုကတဖြည်းဖြည်းအပေါ်ကျော်တင်းလာနွားနို့တောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျော်တင်းလာတယ်လေတဖြည်းဖြည်းမလိုက်တက်လာတယ်ခေါ်တာပေါ့ထို့တူပဲကဘာမြေကြီးကရေပေါက်ကနေပြီးတော့အပူကြောင့်မို့လို့အပေါ်ကျော်တင်းလာအဲ့ဒီကနေမြေတုဖြစ်လာအဲ့ဒါကြောင့် အောက်ဆုံးကနဘဝရှိနေတဲ့လေထုကြီးကအမတန်ကြီးမားတယ်လေထုကိုခံပေးထားတာကရေထုကြီးရေထုကြီးရဲ့ပေါ်မှာမြေထုဆိုတာပေါ်လာတယ်လို့မြတ်စွာဘုရားကဒီလိုဟောတယ်အညာမပထဝီဤမြေကြီးဟာဥဒကေပဋိဋ္ဌိတာရေပေါ်မှာတည်ရှိနေတယ်ဥဒကံဝါတိပဋိဋ္ဌိတာအဲ့ဒီရေတွေကတော့လေထုကြီးအနန္တအာဂတထဲမှာရှိတဲ့လေထုကြီးမှတည်တယ်ဝါတောအာဂတထောတဲ့ အောက်ဆုံးကလေတူကြီးကတော့ space ကြီးမှာရှိနေတယ်လို့ဒီလိုပြောတာလေဆိုတာကသဘာဝစဉ်းစားကြည့်ဒီ space ဆိုတဲ့ဘာမှမရှိတဲ့နေရာမှသာလေဆိုတာရှိလို့ရတာဟုတ်နော်လေဆိုတာဘာမှမရှိတဲ့နေရာမှာရှိလို့ရအဲ့တော့အာကာသဟင်းလင်းပြမှန်လည်းမလေတူးရှိဒါကြောင့်မို့လေတူးလေတူးရဲ့ အပေါ်မှာရေဓုရှိတယ်ရေဓုရဲ့အပေါ်မှာမြေဓုရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြရှင်းပြပြီးတော့မှအချိန်အခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှင်အောက်မှာခန်းနေတဲ့အနန္တအာကာသတဲ့ကလေဓုကြီးဟာတခါတရံကျတော့အပူအေးဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေဟာပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ လိုင်းကရဲ့ကြီးတွေလို့လေကြီးဟာဣပြီးတော့တိုက်လာရှင်းလေမကြခင်ကမှလေစင်နာမောင်းတိုက်သွားသေးတာဘယ်ဘမပြေမလဲမကြမကြလေမုန်တိုင်းနေဖြစ်လာကြည့်ပေါ့အဲ့ဒီသဘာဝကြောင့်မို့လို့ဒီလူတွေမြင်ရတဲ့လေကကဘာမြေကြီးရဲ့အောက်မှာခန်းနေတဲ့လေတုအလွန်ကြီးမားအဲ့ဒီလေတုကြီးဟာလှုပ်ရှားလာပြီး တော်တန်ကြီးမားတဲ့မုံတိုင်းကြီးလိုဖြစ်လာလေးတိုက်တယ်ဆိုရင်လေးကိုမမြင်ရပါဘူးလို့လေးဟာဒီလှုပ်ရှားမှုကပြင်းထန်လာဒီလိုဆိုလှုပ်ရှားမှုကပြင်းထန်မဟာဝါတာဝါယန္တိကြီးမားတဲ့လေတူကြီးဟာတိုက်ခတ်လာတိုက်ခတ်လာတဲ့အခါကျတော့ဥဒကံကံပင်တိလေတူကြီးကနေပြင်းထန်လှုပ်ရှားလာတဲ့အခါမှာသူ့ပုံမှန်ရှိနေတဲ့ရေကိုလှုပ်ရှားသွားစေတယ် ဟောလေကမငြိမ်ဘူးဆိုတာထက်တိုက်လိုက် အောက်ဆင်းလိုက်ပဲလေဆိုတဲ့သဘောကနော်ပြင်းထန်လိုက်တာနဲ့တိုက်လိုက်တာနဲ့အပေါ်က ရေဒူးကလှုပ်သွားရေဒူးကြီးလှုပ်သွားတဲ့အခါရေဒူးကနေပထဝီကံပင်တိမြေဒူးကိုလှုပ်ရှားစေတယ်အဲ့တော့ဆိုလိုတာကကဘာမြေငရင်လှုပ်ချင်းရဲ့တဘာဝအကြောင်းတရားဟာဘာလဲလို့ဆိုလို့ရှင်လေဒီမငြိမ်မသက်ဖြစ်တဲ့အခါမှာ နော်အောက်ကကဘာမြေကြီးအောင်မှာရှိနေတဲ့နေသူကြီးမငြိမ်မသက်ဖြစ်တဲ့အခါမှာရေတွေလှုပ်ရှားလာတယ်ရေတွေလှုပ်ရှားလာတဲ့အခါမှာမြေကြီးလှုပ်ရှားသွားတယ်အဲ့ဒီမြေကြီးလှုပ်ရှားသွားလို့ငလျင်လှုပ်တယ်ဆိုတာဖြစ်ပေါ်လာခဲ့တယ်လို့ဒီလိုပြောတာဒါကသဘာဝအနေထားကိုဖြစ်တယ်သဘာဝမှာဓာတ်ကြီးလေးပါဆိုတာအလုံးသိကြတဲ့အတိုင်းပထဝီဓာတ်အာဘောဓာတ်ပြေဇောဓာတ်ဝါယောဓာတ်လို့ ဝါယောနဲ့တေဇောကမိဖက်ပထဝီနဲ့အာဘောကမိဖက်ပဲဒီကနေ့ခေတ်ဒီအလုံးသိနေကြတဲ့လေရင်မြန်ရဲ့ကောင်းကင်ပြန်တက်တဲ့အနေထားတစ်ခုကိုစဉ်းစားကြည့်ပေါ့အချင်းချုပ်ပြောလိုက်မယ်ဆိုရင်လေရင်မြန်ဟာနော်ဆက်နိုးလိုက်ပြီးတော့တေဇောဓာတ်တွေမြောင်းလုံးလိုက်တဲ့အခါလေဓုကတက်တာတေဇောရှိရင် တေဇောရှိရင်ဝါရောဆိုတာလာတယ်။ဒါကြောင့်ဝမီးလောင်ရလေပင့်ဆိုတာရှိတယ်။မီးမလောင်ခင်ကလေငိမ့်နေတယ်မီးလောင်ပြီဆိုရင်လေကရောက်လာအပူပဲဒါတဘာဝပဲလေ။တဘာဝကောအဲ့လိုရှိတယ်။ပူရင်လေတိုက်တာ။ဒါကြောင့်ဝသိပ်ပူရင်လည်းမုံတိုင်းတွေတိုက်တတ်တယ်လို့ပြောတာလေ။ငရင်လှုပ်တတ်တယ်မုံတိုင်းတိုက်တတ်တယ်ဆိုတာလေရဲ့ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေ။တေဇောနဲ့ဝါရောနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ်တယ်။ဉာဏ်ကြီးကပေါ်သွားတယ်။ဒီတူသေးရောက်သွားဒီလိုဆုံးလို့ရပေါ့။တေဇောဓာတ်တွေလှုပ်ပေးလိုက်တဲ့အခါဝါယောဓာတ်တွေများပြီးတော့လာအဲ့ဒီချိန်မှာလေဉာဏ်ကြီးကအပေါ်တက်သွား။ပြန်ဆင်းပြီဆိုတဲ့အခါကျတော့ကြည့်တေဇောကိုလျှော့တဖြည်းဖြည်းလေဓာတ်တွေလေချိန်တွေကိုလျှော့လိုက်တဲ့အခါအပူချိန်ကိုလျှော့လိုက်တဲ့အခါမှာလေချိန်ကလည်းလျော့ကြသွားလျော့ကြသွားပြီးတော့မြေပြင်ကိုပြန်သက်ဆင်းလာ ပင်လယ်ထဲမှာရေကုန်သင်္ဘောလှုပ်ထားတဲ့ပုံစံဟာလည်းပဲဒီတိုင်းပဲရေထဲကိုငုတ်ချင်ပြီဆိုရင်ပိုက်ထဲရေတွေထည့်လိုက်ဆုပ်ထည့်လိုက်အပေါ်ရန်တက်ချင်ပြီဆိုလို့ရှိရင်ရေတွေကိုထုတ်လိုက်ပထဝီနဲ့အာဘောဆိုတာအောက်ကိုဆွဲတယ်တေဇောနဲ့ဝါယောကအပေါ်ကိုပြန်တက်တယ်ဟောဓာတ်ကြီးလေးပါရဲ့တဘာပါလူတွေသွားတာလည်းဒီတိုင်းပဲနော်ခြေတော်မြောက်လိုက်ချလိုက်လှုပ်တဲ့အခါမှာ ဒီကမ္မထန်တရားအထုတ်တဲ့ပုံကိုယ်တွေခန္ဓာကိုယ်ထဲမှာခြေမြောက်နိုင်တဲ့အရာတွေကဘာတွေရှိတာတုန်းအတ္တဆိုတဲ့ငါးကောင်းသူကောင်းတရားကောင်းရှိသလားလို့ဆိုမရှိဘူးခြေတော့မြောက်လိုက်တာဆိုတာဟာမြောက်ခြင်းတဲ့စိတ်ကအရင်ပေါ်လာတယ်ပေါ်လာတဲ့စိတ်လေးကတေဇောနဲ့ဝါယောကိုအပိလိုက်တယ်အပိလိုက်သည့်အတွက်ကြောင့်ပေါ်သွားပြီးတော့မြောက်သွားပြန်ချတဲ့အခါကျတော့ ခြားကျင်တဲ့စိတ်ကအရင်ပေါ်လာပြီးတော့ခြားကျင်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ပထဝီနဲ့အာဘောအောက်ဆွဲလိုက်တော့ခြေတော်ချတယ်။အော်ခြေတော်ကြွားတယ်ချတယ်ဆိုတဲ့နေရာမှာလည်းပဲကြွားတာကတေဇောနဲ့ဝါယောကြောင့်ကြွားတာချလိုက်တာကပထဝီနဲ့အာဘောကြောင့်ချတာဒီသဘောတွေကြည့်ပဲအကုန်လုံးအဲ့ဒီသဘောနဲ့သွားတာအဲ့ဒီမှာငလျင်လှုပ်တယ်လို့ဆိုတဲ့အခါမှာတေဇောရဲ့ဖန်တီးမှုကြောင့် ဝါရောတွေများလာပြီးတော့လေတွေဟာအပြင်းထန်တိုက်ခတ်လာတဲ့အခါမှာရေပြင်ကြီးကိုလှုပ်စေပြီးတော့ရေပြင်ကြီးလှုပ်တဲ့အခါမှာရေပြင်ပေါ်မှာတည်ရှိနေတဲ့မြေကြီးဟာလည်းရေလှိုင်းကြီးတွေလှုပ်တယ်လို့သူကလည်းလှုပ်သွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီသဘာဝအတိုင်းရှင်းပြပြီးမြတ်စွာဘုရားကအာနန္ဒာတဲ့ဒါပထမဆုံးအကြောင်းတစ်မျိုးပဲတဲ့ငလျင်လှုပ်တယ်ဆိုတာအဲ့ဒါလို့သဘာဝအကြောင်းကြောင့်အခုလို့လှုပ်တာလို့ ဒါကရသော်ပြားကပထမဆုံးအကြောင်းတစ်ခုရှင်းပြတယ်ပေါ့